မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံကပ္ပစ14ရဲ့ဂိတ်ကင်းစခန်းကိုအနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ30ရက်နေ့မနက်9:00နာရီခွဲကစစ်ကောင်စီရဲ့ကပ္ပစ14နဲ့1ကီလိုမီတာအကွာဝေးမှာရှိတဲ့ကိတ်ကင်းစခန်းကိုဝင်ရောက်ပြီးတော့အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီဘက်ကတအုပ်တိတ်ဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ် ျွန်တော်တို့ကဂိတ်အနီးမှာနေရာယူထားတာအဲ့ဒီအချိန်မှာရေခတ်တာတို့ရိတ်ခါသွားဝယ်တာတို့လုံးမဲ့စစ်ခွေးလေးကောင်ကစိုင်ကယ်နဲ့ဂိတ်နားကိုဖြတ်ပြီးတော့မူရင်းကင်းတဲ့နေရာမှာဆင်းလာတယ်။ကင်းဂိတ်ကိုလာတဲ့သူကတနက်ပါတဲ့တယောက်နဲ့တနက်မပါတဲ့ဂိတ်ဖြတ်စည်ရင်မှတ်တဲ့တယောက်တို့လာကြပါတယ်။ဒါပေမဲ့လက်နက်ကန်ဆောင်လာတဲ့သူကိုပြစ်ခတ်ပြီးတော့လက်နက်ကိုအရယူခဲ့ပါတယ်လို့ CDF ASHO တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြခဲ့ပါတယ်။အဲ့ဒီကပါဆာ14ဂိတ်ကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ဖို့အတွက်မေလ29ရက်နေ့ညကလေးကစစ်ကောင်စီဂိတ်ဆောင်များ တော်ဝင်းအတွင်းကိုပြန်လည်ရောက်ရှိသွားတဲ့အချိန်မှာကင်းစခန်းအနီးမှာချင်းကပ်ပြီးတော့ဆောင်းဆိုင်နေခဲ့ပြီးတဲ့နောက်မေလ30ရက်နေ့မနက်မှာတော်ဝင်းကျကင်းသမားများပြန်လည်ရောက်ရှိလာတဲ့အချိန်ကျမှအနီးကပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့၎င်းကဆက်ပြောပါရယ်စားတွေ့ချိန်မှာလက်မြောက်ခိုင်းပါသေးတယ်မမြောက်ပဲနဲ့မောင်းတင်မှုလောက်တာမှုအနီးကပဲပစ်ခတ်လိုက်တာပါလို့အဲ့ဒီတပ်ဖွဲ့ကတော်ဝင်းရှိသူတူကပြောပြခဲ့ပါရယ်ပစ်ခတ်ခံရတဲ့ကင်းတော်ဝင်းကျတဲ့စစ်ကောင်စီတပ်သားများထံကနေပြီးတော့ MA အမျိုးအစားတနက်တလက်နဲ့ခဲရန်တချို့ကိုရရှိခဲ့ကြောင်း CDF ASH ကအသိပေးထားပါရယ် အဲ့ဒီကပ္ပစ14ရဲ့ဂိတ်ကင်းဟာငဖဲမြို့နယ်ရှောက်တောင်ကျေးရွာအနီးမှာတည်ရှိပြီးတော့ဂိတ်ဆောင်စစ်ကောင်းစီတပ်သားတွေကတောင်ပေါ်အုပ်စုကျေးရွာများကဒေသခံပြည်သူများကိုဈေးဝယ်ယူခွင့်တွေကန့်တတ်ခြင်းဂိတ်ကိုဖျက်တဲ့အချိန်မှာငွေကြေးကောက်ခံခြင်းနဲ့ရိုင်းပြခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူးဒီတောင်မြို့ကိုရခိုင်တပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာစစ်ကောင်စီကဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသား32ဦးအပါအဝင်အကျဉ်းသား68ဦးကိုကယ်ထုတ်ပေးကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုစောင့်ရွက်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘူးဒီတောင်ဗျူဟာဌာနချုပ်အပါအဝင်ဘူးဒီတောင်မှာရှိတဲ့စစ်ကောင်စီတရင်တပ်စခန်းများအားလုံးကို AA ကမေလ18ရက်နေ့မှာသိမ်းယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီမျိုးသိန်းတိုက်ပွဲအတွင်းမှာဘူသီးတောင်အချင်းတောင်ကအမှတ်၃နေကြားဆောင်တက်ခွဲနခခ၃ထံကိုပြောင်းရွှေ့ထိမ့်သိမ်းထားတဲ့နိုင်ငံရေးအချင်းသားများကိုပါကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရယ် စစ်ကောင်စီကနိုင်ငံရေးအရာခုတုံးလုပ်ပြီးတော့မတရားသဖြင့်ဖမ်းဆီးထောင်ချထားတဲ့နိုင်ငံရေးအကျဉ်းသား32ဦးကို၎င်းတို့အားမိသားစုဝင်များနဲ့ဆက်သွယ်ပေးကာမိသားစုဝင်များထံကိုဘေးကင်းစွာပြန်နိုင်ရေးအတွက်လိုအပ်တဲ့ငွေကြေးထောက်ပံ့မှုအချို့ကိုလည်းမေလ26ရက်နေ့မှာကုညီဆောင်ရွက်ပေးခဲ့တယ်လို့အသိပေးထားပါရယ်အကျဉ်းဆောင်ကနေလွတ်မြောက်လာသူများဟာ၎င်းတို့နေထိုင်ရာခြေရွာများမှာတွားရောက်နေထိုင်ကြရမှာဖြစ်တဲ့အပြင် AA ကဆက်လက်ပြီးတော့ကုညီထောက်ပံ့လျက်ရှိတယ်လို့ဆိုပါရယ် ULAAA အနေနဲ့စစ်ပွဲအတွင်းမှာဖမ်းဆီးရမိထားတဲ့စစ်တုံးမှန်းများကိုနိုင်ငံတကာစစ်ဥပဒေအရလူသားဆန်စွာကယ်ဆယ်ကူညီပေးလျက်ရှိတဲ့အပြင်အခုလိုမျိုးစစ်ကောင်စီရဲ့စစ်ဘက်ရဲဘက်အကျဉ်းတော်အကျဉ်းဆက်ခန်းများမှာဖမ်းဆီးခံနေကြရတဲ့အကျဉ်းသားများစွာတို့ကိုလည်းတိုက်ပွဲကြားကနေပြီးတော့ဘေးလွတ်ရာကိုကူညီကယ်ထုတ်ပေးတဲ့ဖြည့်ရများရှိခဲ့တယ်လို့အသိပေးထားပါတယ်။ဘူဒီတောင်မျိုးမှာတိုက်ပွဲမဖြစ်မီကတည်းကစစ်ကောင်စီကဘူဒီတောင်အကျဉ်းတော်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့အကျဉ်းသားများကို လွန်ကျင်းခွင့်ပေးခြင်းနဲ့နေရာပြောင်းရွှေ့ခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားတချို့ကတော့ခြံလှက်ထားခဲ့တယ်လို့ဆိုပါတယ်။ဘူတိတော်မြို့မှာတိုက်ပွဲများပြင်းထန်လာခဲ့တဲ့အချိန်ထိစစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားများကိုတိုက်ပွဲနဲ့ကင်းလွတ်ရာကိုပြောင်းရွှေ့ခြင်းကိုပြုလုပ်ရမယ်အစားလစ်လူရှုခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီလောက်ရဟာစစ်ကောင်စီရဲ့ လူမျိုးရေးအမုန်းတရားကိုအခြေခံပြီးတော့ရခိုင်ပြည်ကနိုင်ငံရေးအကျဉ်းသားများကိုပုံမှုဖိနှိပ်ပြီးလူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရက်ကိုအထင်ရှားတွေ့မြင်ခဲ့ရခြင်းဖြစ်တယ်လို့အေအေကထုတ်ပြန်ထားပါတယ်။အခုကဲထုတ်ပေးခဲ့တဲ့အကျဉ်းသား68ဦးထဲမှာနိုင်ကျင်း30ကျော်အပြင်အကျဉ်းအောင်ထဲမှာပိတ်မိနေကြတဲ့လူတတ်မှု၊မဒိမ့်မှု၊ခိုးမှု၊ရင်တိုက်မှု၊တခိုးထုတ်မှု၊လူကုန်ကူးမှု၊မူရဲဆေးဝါးမှု၊လာဝကာမှု၊တခိုးလက်ခံမှုအစရှိတဲ့ရာဇဝဲမှုအသေးသေးကျူးလွန်ထားကြတဲ့အယောက်60ကျော်လဲပါရှိတယ်လို့သိရပါတယ်။ ၎င်းတို့ကိုရခိုင်မျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAAA ရဲ့ရဲဘက်အုပ်ချုပ်ရေးဘက်ဆိုင်ရာတာဝန်ရှိသူများကအချက်လက်တွေကိုကောက်ယူစီစစ်ပြီးတော့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုစံနှုန်းများအရလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများနဲ့အရေးပေါ်လိုအပ်လျက်ရှိတဲ့စာဝတ်နေရေးထောက်ပံ့မှုများကိုကုညီလှုပ်ဆောင်ပေးခဲ့ကြောင်းဖော်ပြထားပါတယ်။အသက်ရှင်ကြံ့ရင့်ခဲ့ပြီးတော့ကဲထုတ်ပေးထားတဲ့အကျဉ်းသားများကို၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုများနဲ့ကြားခံထားပြီးတဲ့ပြစ်ဒဏ်များကိုပြန်လည်စီစစ်က လှုပ်ဆောင်တင့်တာများကိုဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့နေပြည်တော်မှာစစ်တပ်ထိပ်ပိုင်းအတိုင်းဝိုင်းကမင်းအွန်လိုင်းအပေါ်မှာမကျေနပ်မှုများများပြားနေပြီးတော့၎င်းကိုဖယ်ရှားရန် ကြံစည်မှုများရှိလာနိုင်တယ်လို့နိုင်ငံတကာ Crisis Group ကအစီရင်ခံစာထုတ်ပြန်တုံ့သက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြို့တော်နေပြည်တော်မှာရှိတဲ့ စစ်တပ်ထိပ်ပိုင်းအလွှာများကြားမှာစစ်တပ်ရဲ့ဆုံးရှုံးမှုများတိုးပွားလာခြင်းနဲ့စိတ်ပြတ်ဖွယ်ရာများတိုးပွားလာခြင်းကစစ်အစိုးရအကြီးအကဲမင်းအောင်လှိုင်ရဲ့ရှေ့ရိပ်အနာဂတ်ကိုမတေချာမရေရာမှုများရှိနေကြောင်း Crisis Group ကပြောဆိုခဲ့ပါတယ်။မင်းအောင်လှိုင်ကသူ့တာဝန်နဲ့ယာရူအလုပ်ကိုဆက်ထိန်းထားနိုင်ပေမဲ့မကျေနပ်မှုအဆင့်အရတော့သူ့ကိုဖယ်ရှားဖို့ကြံစီမှုတစ်ခုနဲ့ရင်ဆိုင်ရနိုင်တယ်လို့ crisis group ရဲ့အစီရင်ခံစာမှာတုံးသက်ထားပါတယ်စစ်ကောင်စီအနေနဲ့ထိုင်းမြန်မာနယ်စပ်နယ်နိမိတ်မှာရှိတဲ့ဘင်္ဂလားပင်လယ်အော်တလျှောက်ကမ်းရိုးတန်းဒေသနယ်နိမိတ်များကိုစွန့်လွတ်နေရကြောင်း crisis group ရဲ့အစီရင်ခံစာကပြောဆိုထားပါတယ်တိုက်ပွဲတွေအောင်မြင်ခဲ့တဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေကသူတို့ရရှိတဲ့နယ်မြေတွေနဲ့တိုးချဲ့နယ်မြေ area တွေကိုစူးစီးထိန်းချုပ်ပြီးကိုပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံငယ်လေးတွေထူထောင်ဖို့လမ်းကြောင်းပေါ်ကိုရောက်ရှိနေတယ်လို့ crisis group ရဲ့အစီရင်ခံစာကထုတ်ဖော်ပြောဆိုထားပါတယ်စစ်ကောင်စီအနေနဲ့အိမ်နီးချင်းနိုင်ငံများနဲ့ထိစပ်နေတဲ့နယ်စပ်နိုင်ငံမိတ်များအပါအဝင်ကြီးမားတဲ့နယ်မြေများကိုဆုံးရှုံးခဲ့ရပြီးတော့တော်လိုင်းရဲ့လက်နက်ကိုင်အဖွဲ့များကအဲ့ဒီနယ်မြေများကိုထိန်းချုပ်စူးစီးအုပ်ချုပ်ခွင့်ရရှိနေကြောင်းနိုင်ငံတကာကမြန်မာအရေးလေ့လာနေတဲ့ SACM နဲ့ crisis group တို့ရဲ့အစီရင်ခံစာနှစ်ခုကနေပြီးတော့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လူဦးရေ68%ရာခိုင်နှုန်းနေထိုင်တဲ့ နိုင်ငံရဲ့နယ်မြေ86ရာခိုင်နှုန်းသောမြို့နယ်နယ်နိမိတ်များကိုစစ်ကောင်စီကဆုံးရှုံးနေပြီးတော့အုတ်ချုပ်နိုင်စွမ်းမရှိတော့ကြောင်းမြမအရေးအထူးအကြံပေးကောင်စီ SACM ကပြောဆိုခဲ့ပါတယ်။နိုင်ငံတစ်ခုရဲ့အစိုးရတရအဖြစ်နဲ့တာဝန်များကိုထမ်းဆောင်မှုအတွက်လုံလောက်တဲ့နယ်မြေအခြေအဝင်းကိုမထိန်းချုပ်နိုင်တော့ပါဘူး။စစ်ကောင်စီအနေနဲ့အရေးပါတဲ့နယ်မြေများကိုဆွန့်လွတ်ခဲ့ပြီးတော့ကြံရှိနေတဲ့နယ်နိမိတ်များမှာခန့်စစ်ပြင်ဆင်မှုတွေအတင်းကျပ်ခိုင်းစင်နေပါတယ်လို့မြမအရေးအထူးအကြံပေးကောင်စီ SACM ကပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီကပြီးခဲ့တဲ့နှစ်1027စစ်စင်ရေးအတွင်းမှာမြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့နယ်နိမိတ်များကိုစွန့်လွတ်ခဲ့ရတယ်လို့ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီကနယ်နိမိတ်အများအပြားဆုံးရှုံးနေတဲ့အချိန်မှာအိန္ဒိယနိုင်ငံများဒေသဆိုင်ရာအစုအဖွဲ့များနဲ့နိုင်ငံတကာအတိုင်းအတိုင်းတို့အနေနဲ့တော်လိုင်းအဖွဲ့များနဲ့ထိတွေ့ဆက်ဆံမှုကိုချက်တွင်တင်တယ်လို့ SACM နဲ့ Crisis Group တို့ကပြောဆိုခဲ့ပါတယ်။ပဋိပက္ခများပြင်းထန်လာခြင်းကြောင့်မြန်မာနိုင်ငံအတွင်းရွှေ့ပြောင်းနေထိုင်တဲ့သူ၃တန်းကျော်စံချိန်တင်မြန်မာလာခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီများရဲ့ပြောပြချက်အရသိရပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ဒီအဖြစ်မှန်ကိုနားလည်ပြီးတော့မြန်မာပြည်သူများကိုအရေးပေါ်အကူအညီနဲ့အကူအညီတွေပေးအပ်နိုင်ဖို့အတွက်တော်လိုင်းရေးတပ်ဖွဲ့တွေအရက်ဘတ်လူမှုအဖွဲ့အစည်းတွေနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံအလုပ်လုပ်ကြရမှာဖြစ်တယ်လို့ SACM တီထောင်သူအဖွဲ့ဝင်တဦးဖြစ်တဲ့ရောင်ဟေးလီကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကျန်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတိုင်းစစ်ဌာနချုပ်နယ်မြေ၈ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကိုတမ်းပြိတ်စစ်မှုတန်းသူများအဖြစ်နဲ့အမိန်ပေးသတ်မှတ်ချက်ကိုအဲ့ဒီတိုင်းစစ်ဌာနချုပ်ရှိခုကတပ်မိသားစုဝင်တွေကိုအတိမပေးတဲ့အတွက်ဘသူမှမသိရှိကြဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ3ရက်နေ့မှာအချမ်းဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအဲ့ဒီအမိန်ကိုထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရှိတောင်တိုင်းစစ်ဌာနချုပ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများအပါအဝင်တိုင်းစစ်ဌာနချုပ် နယ်မြေ၈ခုမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားနေကြားဆောင်စစ်စင်ရေးနဲ့လုံခြုံရေးတာဝန်ယူထားရတဲ့ရဲများပြည်သူစစ်နဲ့ပြူစောထီးများအလုံးကို24နာရီစစ်စင်ရေးအတွက်အမြဲတမ်းအသင့်ရှိရမယ်တမ်းပြည့်စစ်မှုထမ်းနေကြသူများအဖြစ်နဲ့သတ်မှတ်ကြောင်းအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ကျမတို့ကိုတက်မတော်မိသားစုဝင်တွေအပါအဝင်တက်ထဲမှာနေတဲ့သူတွေအားလုံးကို24နာရီတန်းပြစ်စစ်မှုထမ်းသူများအဖြစ်နဲ့သတ်မှတ်တယ်ဆိုတာခစ်တဲ့ကသတင်းတက်လာမှသိတာ အဲ့ဒါကဟုတ်သလားဆိုပြီးတော့အမျိုးသားတက်ချက်ကြီးကနေတစ်ဆက်မေးကြည့်တဲ့နေရာမှာသူ့တက်ရင်းမှုကဟုတ်တယ်လို့ပြန်ဖြေတယ်လို့ပြောတယ်တက်မိသားစုဝင်းနေကိုတန်းပြေစစ်မှုထမ်းသူများအဖြစ်နဲ့သတ်မှတ်တယ်ဆိုတာကိုလည်းဘာမှမပြောထားဘူးလုံချုံရေးတင်းတင်းကြပ်ကြပ်နဲ့24နာရီကင်းနေထားရတာမျိုးပဲလောက်တာဘာဆိုဘာမှကိုမပြောတာလို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံမုံရွာမြို့အခြေဆိုင် 909စစ်မြေပြင်အင်ဂျင်နီယာတယင်းကတက်မိသားစုဝင်တအူးကပြောပါတယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်3936လေချောင်းရံကာကွယ်ရေးတယင်းကစစ်တီတအူးကလည်းစစ်တီနဲ့အရာရှိများကိုတမ်းပြစ်စစ်မှုဌာနများအဖြစ်နဲ့သတ်မှတ်မှုကိုအတိမပေးဘူးလို့ပြောပါတယ်။စစ်တီနဲ့အရာရှိများတက်မိသားစုဝင်များကိုတာရေး၊နာရေး ကျမ်းမာရေးနဲ့တခြားဘာကိစ္စအတွက်နဲ့မှာတက်ရဲ့ပြင်ပကိုခရီးသွားလာခွင့်မပြုတာဟာကိုလနေပါရှိနေပြီဖြစ်ကြောင်းပြောဆိုခဲ့ပါဗျ။စစ်တီအရာရှိတွေကိုလည်းခွင့်မပေးဘူး။နာရေးဖြစ်တာကျမ်းမာရေးမကောင်းတာတောင်မှခွင့်မပေးဘူး။တက်မိသားစုဝင်နေရောခွင့်မပေးတာကိုလတော့ရှိနေပြီ။တက်ရင်မှုကနားလည်မှုနဲ့တောင်ခွင့်မပေးဘူး။စစ်စင်ရေးကာလာမို့လို့မပေးတာဆိုပြီးပဲပြောတယ်။တန်းပြေစစ်မှုတန်းအဖြစ်နဲ့မတတ်မှတ်ခင်ကလေးကလည်းဘာခွင့်မကိုမပေးတာတက်ရဲ့ပြင်ပကိုလည်းထွက်ခွင့်မပြုဘူး။အခုတန်းပြေစစ်မှုတန်းအဖြစ်နဲ့တတ်မှတ်ပြီးပြီဆိုတော့ပိုဆိုးဖို့ပဲရှိတော့တယ်လို့ အမှတ်336 4ရောင်းရန်ကာကွယ်ရေးတပ်ရင်းကစစ်တီကရှင်းပြပါရယ် CDM ဘူကြီးလင်းထောင်အောင်ကတော့စစ်ဌာနချုပ်နယ်မြေ၈ခုကစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတမ်းပြစ်စစ်မှုတမ်းများအဖြစ်နဲ့တတ်မှတ်လိုက်ခြင်းဟာစစ်ကောင်စီအနေနဲ့စစ်ရှုံးနေခြင်းကိုဝန်ခံလိုက်ခြင်းဖြစ်တယ်လို့မှတ်ချက်ပြုထားပါရယ်ငါတို့တော့ဆောင်းအန်းတွေတိုင်ပတ်နေပြီကွာဒုက္ခတွေရောက်နေပြီစစ်လဲရှုံးနေပြီအေးအဲ့တော့မင်းတို့တွေ24နာရီအမြဲအသင့်ရှိတာဆိုပြီးတော့သူ့ကောင်တွေကိုသူတို့ကိုယ်တိုင်စစ်ရှုံးနေပြီဆိုတာကိုဝန်ခံလိုက်တာပဲလို့ပြောဆိုခဲ့ပါရယ် ဒီတော့တိုင်းစစ်ဌာနချုပ်လိုနေရာမျိုးဆိုတာကတိမ့်ရတာမလွယ်ဘူးတိမ့်ပြီဆိုလို့ရှိရင်လည်းနှစ်ဖက်စလုံးထိခိုက်မှုတွေရှိလာနိုင်တယ်လို့ CDM ဘူကြီးလင်းထက်အောင်ကမှတ်ချက်ပြုထားပါတယ် CDM ဘူကြီးဇင်ရော်ကလည်းတိုင်းစစ်ဌာနချုပ်ရှိခုကိုတမ်းပြည့်စစ်မှုတမ်းများအဖြစ်နဲ့သတ်မှတ်ခြင်းဟာစစ်ကောင်စီရဲ့အခြေအနေမကောင်းမှုကိုထင်သာမြင်သာရှိစေတဲ့အပြင်တပ်တွင်းထဲမှာစိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်စေလိမ့်မယ်လို့မှတ်ချက်ပြုထားပါတယ်။တိုင်းစစ်ဌာနချုပ်14ခုရှိတာ၊ရှစ်ခုကတမ်းပြည့်စစ်မှုထမ်းချိန်ဖြစ်သွားရှာပြီးစစ်တပ်မှာကစစ်မှုထမ်းချိန်နှစ်မျိုးရှိတာ တာမန်စစ်မှုထမ်းချိန်နဲ့တန်းပြေစစ်မှုထမ်းချိန်တန်းပြေစစ်မှုထမ်းချိန်ဆိုတာကလေ့ကျင့်ရေးကာလအပအဝင်ရန်သူနဲ့ရင်ဆိုင်တိုက်ခတ်ရတယ်ဆိုတဲ့သဘောပဲအဲ့တော့ရှစ်ခုကတော့ပလုံတော့မယ်ဆိုတဲ့သဘောပေါ့ဒီအမိန်ထုတ်လိုက်တော့ပို့ပြီးတော့စိတ်ဝမ်းကွဲကုန်ကြလိမ့်မယ်တန်းပြေစစ်မှုထမ်းချိန်တတ်မှတ်လို့ရှင်စစ်စင်ရေးအတွက်နေအတွက်ဇယိတ်တရက်ကို1900ရကြပါတယ်နေပြည်တော်မှာကဒရုန်းကြောက်ရဘုံကြောက်ရနဲ့တန်းပြေစစ်မှုထမ်းချိန်မကြေညာတော့စစ်ခွေးတွေအတွက်နေရွက်စေးမရကြဘူးနေပြည်တော်ကိုထက်ပြီးတော့ကြေညာမယ်ဆိုရင်လည်း အဆက်ကတက်တက်ဆင်အောင်ကွဲအောင်မယ်မကြတော့ဘူးလာလိမ့်မယ်ထင်ပါတယ်လို့ CDM ဘူကြီးဇင်ရော်ကလူမှုကွန်ရက်မှာမှတ်ချက်ပြုရေးသားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ